လောကရဲ့စနေနေ့ချယ်ဆီဘက်သွင်းယူခဲ့တဲ့ကောင်းတိုက်သင်ကိုပုံစံနဲ့ဆော်ရီပိုလီရဲ့အကောင်းဆုံးသင်ကိုအနိုင်ယူပြခဲ့တဲ့ဂုတ်ကြီးရော်နီတို့အားလုံးပဲမင်္ဂလာပါများ။မန်ချက်စတာဖုတ်ဘောဇော်နီတင်ဆက်နေပါတယ်။မန်ချက်စတာယူနိုက်တက်ကံတွင်ခရစ်စတီယာနိုရော်နီတို့ကတောက်ကြတဲ့ညတုန်းကပဲနာမည်ကြီးအယ်လဒီအသင်းကိုအနိုင်ယူပြီးတော့ဆော်ရီပိုလီရဲ့မှတ်ပေးစရာတွေကိုတလန်းပြလိုက်ပြီးဖြစ်ပါတယ်။ဒီဝမ်မတိုင်ငယ်ဆော်ရီလီမှာ၃ဘွဲကစား၃ဘွဲနိုင်ပြီးတော့ယာနုံပြေနိုင်ပွဲပိုင်ဆိုင်တာသူတို့နှစ်သင်းပဲရှိတာဖြစ်ပြီး လက်ရှိမှာတော့အနာစာတင်ကလေးပွဲကစားလေးပွဲအနိုင်ရလနဲ့တူရော်နီရဲ့ပထမဆုံး sorry league ချန်ပီယံဆုအတွက်ညှော်လင့်ချက်ဒီပုံမတောက်ပါလာပြီဖြစ်ပါတယ်ဒီကိုကြည့်မယ်ဆိုရင်တော့ဂိုးဖန်တီပေမဲ့ဆာရီယိုမာနီက penalty area ပဲပဲချမ်းမှာပြိုင်မဲ့နောက်ခံလူနဲ့တူချင်းရင်ဆိုင်နေပါတယ်အဲ့ချိန်ထိရော်နီကပင်နီ area ပြင်ပတ်မှာရဲဆောင်နေသေးဖြစ်ပါတယ်မာနီဖြတ်တင်ပေါ်ကန်တင်တော့မယ်ဆိုတာရေးမိလိုက်ချိန်မှာတော့ပြိုင်မဲ့နောက်တန်ကစားမရီကြားတွေကနေရာလိုထဲကိုပြေးဝင်ပြီးတော့ကိုရဲ့အောက်တောင်တွေကိုကောင်းတိုက်ဆုံးတက်ပြသွားကြတာဖြစ်ပါတယ် ရော်နယ်ယိုကအလားတူကောင်းတိုက်သင်ကိုမျိုးကိုလွန်ခဲ့တဲ့ဆန်းနှစ်ပရီမက်ထရစ်ကစားမပွားတော့ကချက်စီသင်ဘက်ကိုသွင်းယူပေးခဲ့ဖို့ပါရီအခုတော့ဂိုးနဲ့အဲဒီဂိုးကတကယ်ကိုထပ်တူကြနေပါရီအခုဆိုရင်တော့ရော်နယ်ယိုကကစားမပွား946ဂိုးမြောက်ကိုသင်ယူထားနိုင်ပြီဖြစ်ပြီးတော့ဂိုးတစ်ထောင်ပြေးဖို့54ဂိုးပဲလိုအပ်တော်တာဖြစ်ပါရီရော်နယ်ယိုပရိသတ်တချို့ကတော့သူ့ရဲ့ဂိုးတစ်ထောင်ပြေးကို2016ကမ္ဘာပလာပိုလူပွဲမှာသွင်းပြလိုက်မယ်ဆိုရင်ဘယ်လောက်ကောင်းမလဲဆိုပြီးမှန်ဆပြောဆိုနေကြပါရီ